ကျွန်တော်တို့ဘောလုံးပွဲတွေမှာမြင်မြင်နေရတဲ့ဒါဘီဒါဘီဆိုတာကဘယ်ကနေလာတာလဲပြန်ဆန်မှုပြင်းထန်တဲ့မြို့ကန်ပြိုင်ပွဲတွေကစားကြတဲ့ဘောလုံးပွဲတွေကိုဒါဘီလို့ခေါ်ကြပါတယ်။လောလလတ်ပဲပြီးခဲ့တဲ့တနင်္ဂနွေနေ့ကမန်ချက်စတာဒါဘီကစားသွားခဲ့ပါတယ်။ဒီလိုပဲပေါ့နော်။မာဆေးဆိုင်ဒါဘီရှိမယ်၊လန်ဒန်ဒါဘီရှိမယ်၊မီလန်ဒါဘီရှိမယ်၊မက်ဒရစ်ဒါဘီရှိမယ်အမျိုးမျိုးရှိကြပါတယ်။ဒီတော့အဲ့ဒါဘီဆိုတဲ့စကားလုံး ဘောလုံးပွဲတွေနောက်မှာဒါဘီဆိုပြီးဘယ်တော့ကစပြီးတော့တက်ခေါ်ခဲ့တာလဲဘယ်လိုကနေစပြီးတော့ဖြစ်လာတာလဲဆိုတာကိုကျွန်တော်ကပြောပြချင်ပါတယ်ဒါဘီဆိုတဲ့စကားလုံးကဘောလုံးနဲ့နီးစပ်တဲ့အားစားတစ်ခုခုကနေဆင်းသက်လာတာတော့မဟုတ်ပါဘူးအဝစ်စမစ်စတန်လီဆိုတဲ့စနေအောင်မြောက်အဲရော့ဒါဘီဆိုတဲ့ပုဂ္ဂိုလ်ကနေစတင်ခဲ့တာဖြစ်ပါတယ်အဲရော့ဒါဘီဆိုတာဘာလဲပေါ့အဲရော့ဒါဘီဆိုတာကတော့မူမျိုးမနယ်တွေနဲ့သက်ဆိုင်တဲ့အင်္ဂလန်နိုင်ငံရဲ့မြင့်မြတ်တဲ့ဂုဏ်သုဆောင်ပွဲတစ်ခုလို့သိရပါတယ် တန်လီဗီသားစုမျိုးရိုးစင်ဆက်လက်ဆင့်ကမ်းလာတဲ့ဂုံတို့ဆောင်ဘွဲတခုလည်းဖြစ်ပါတယ်။အဲ့ဘွဲတစ်စိတ်ကိုတော့1485ခုနှစ်မှာ Henry ခုနှစ်ကနေစတင်ပြီးတော့ကြီးမြင့်ခဲ့ပါတယ်။ဒီနေရာမှာ knowledge sharing အနေနဲ့မျိုးရိုးမန်းနယ်တွေနဲ့ပတ်သက်ပြီးတော့ပေးအပ်တဲ့ဂုံတို့ဆောင်တိုက်တဲ့၅မျိုးဝေမျှခြင်းပါတယ်။အဲ့ဒါတွေကဘာတွေလဲဆိုတော့ Duke, Marquess, R, Viscount, Varon တို့ဖြစ်ကြပါတယ်။အတန်တော့လွဲနေတာလေးရှိရင်လည်းနားလည်ပေးကြပါဗျ။ 1988ခုနှစ်မှာ Elvis Smith Stanley ဆိုတဲ့အဲ့ပုဂ္ဂိုလ်ဟာမြင်းမျိုးမင်းတွေတွေပါဝင်တဲ့ညစာစားပွဲတစ်ခုမှာကြီးကျယ်ခမ်းနားတဲ့မြင်းပြိုင်ပွဲတစ်ခုကိုဖန်တီးခြင်းကြောင့်ပြောပြလာခဲ့ပါတယ်။မတူညီတဲ့နောက်ထပ်ဇလန်းတစ်ပုဂ္ဂိုလ်ကကြတော့ Elvis Smith Stanley ဟာ Elizabeth Hamilton နဲ့လက်ထပ်ပြီးတဲ့နောက်အထိမ်းအမှတ်အနေနဲ့ပေါ့နော်မြင်းပြိုင်ပွဲတစ်ခုကိုစတင်ပြုလုပ်ခဲ့တယ်လို့လည်းဆိုကြပါတယ်။ဘလိုပဲဖြစ်ဖြစ်နောက်နှစ်လဲကြတော့လန်ဒန်မြို့တောင်ဘက်ခြမ်းစာရိတ်ရပ်မှာရှိတဲ့ ် Epson တောင်းမြင်းပြိုင်ပွဲမှာတော့မြင်းပြိုင်ပွဲတစ်ခုကိုစတင် ပြုလုပ်ခဲ့ပါတယ်တိုက်ဆိုင်တယ်လို့ပဲပြောရမလားအဲမြင်းပြိုင်ပွဲမှာအနိုင်ရသွားတဲ့မြင်းမာလီဘရစ်ဂတ်ကအက်ဝစ်ရဲ့မြင်းလေးဖြစ်နေခဲ့ပါတယ်ကျွန်တော်တို့မြင်းပြိုင်ပွဲကတော့လုပ်ပြီးသွားပြီဒါပေမဲ့နာမည်ကတော့မပေးရသေးဘူးပေါ့နော်အက်ဝစ်စမစ်စတန်လီရဲ့နာမည်ကိုပဲအစွဲပြုရမလားဒါမှမဟုတ်သူနဲ့သူပါလာခဲ့တဲ့မိတ်ဆွေစာချာဘမ်ဘရီကိုပဲအစွဲပြုပြီးပြရမလားဆိုတော့ခေါင်းပန်းလန်ပြီးတော့ဆုံးဖြတ်ခဲ့ပါဗျ။ဒါပေမဲ့လည်းစာချာဘမ်ဘရီကကြတော့ အဝစ်စမစ်စတန်လီရဲ့နာမည်ကိုပဲဦးစားပေးခဲ့ပါတယ်ဒီလိုနဲ့ပဲအပ်ဆွန်ဒါဘီဆိုတဲ့မြင်းပြိုင်ပွဲစတင်ဖြစ်ပေါ်လာပါတယ်စာချာဘမ်ဘရီဆိုတာကဘယ်သူလဲပေါ့သူကကြတော့ဂျော်ကီကလပ်ရဲ့အကြီးအကဲတစ်ယောက်ဖြစ်ပါတယ်ဂျော်ကီကလပ်ဆိုတာကလည်းအကြီးအမားဆုံးမြင်းပြိုင်ပွဲတွေနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ဗျာပထမဆုံးအချိန်အပ်ဆွန်ဒါဘီမြင်းပြိုင်ပွဲကို1980ခုနှစ်မေလ၄ရက်နေ့မှာကျင်းပခဲ့ပါတယ်ဒီတော့အပ်ဆွန်ဒါဘီမြင်းပြိုင်ပွဲနဲ့ ဘောလုံးကွဲတွေမှာဒါဘီလို့တက်ခေါ်တဲ့ဟာ ਨੇ ဘယ်လိုမျိုးဆက်ဆက်သွားတာလဲအဓိကအကြောင်းရင်းကတော့အက်မြင်းပြိုင်ပွဲကပြန်ဆိုင်မှုအရန်ပြင်းထန်လွန်းတာကြောင့်လို့သိရပါတယ်ဒါဆိုရင်ဘာဖြစ်လို့အက်မြင်းပြိုင်ပွဲကပြန်ဆိုင်မှုပြင်းထန်ပြီးတော့တခြားမြင်းပြိုင်ပွဲတွေနဲ့ကွဲထွက်နေတာလဲဆိုတာကိုပြောပြချင်ပါတယ်အဓိကအကြောင်းရင်းတွေကတော့ Epson Derby မြင်းပြိုင်ပွဲမှာပြန်ရတဲ့အကွာအဝေးကတမိုင်ခွဲရှိပါတယ်ဒါကတခြားပြိုင်ပွဲတွေနဲ့ရှင်မဲ့ဆိုရင်ပို့ပြီးတော့ရှည်လျားတဲ့သဘောမှရှိတယ်မြင်းပြန်ရတဲ့လူတွေကိုလည်းစိန်ခေါ်မှုပို့ပြီးတော့ဖြစ်စေပါတယ် ပြန်ရမယ့်မြင်းတွေကလည်းသုံးနှစ်အရွယ်မြင်းတွေပဲဖြစ်ရပါမယ်။အဓိကတော့ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်ရောက်နေတဲ့မြင်းတွေဖြစ်အောင်ကငယ်ရွယ်ပြီးတတ်မှလုံးပါတယ်။အဲ Epson မြင်းပြိုင်ကွင်းရဲ့အနေထားဟာတဘာအတိုင်းဖြစ်နေတဲ့တောင်ကုန်းတွေကုန်းမြင့်တွေလည်းရှိနေပါတယ်။ဒါကြောင့်မလို့ကြည်ရတဲ့လူတွေအတွက်ရောမြင်းပြိုင်ကွင်းမှာပြန်ရတဲ့လူတွေအတွက်ရောစိတ်လွှမ်းရှားစရာကောင်းပါတယ်။အဲဟောဒါဘီဆိုတဲ့မင်းမျိုးမင်းနဲ့တယောက်ကစတင်လာတဲ့မြင်းပြိုင်ကွင်းဖြစ်နေတော့တောင်ဝင်းမျိုးနယ်တွေကလည်းလာရောက်အားပေးကြပါတယ်။ ဒီလိုနဲ့ပဲအဲ့မြင်းမြန်ပွဲဟာတာမန်မြင်းမြန်ပွဲတစ်ခုတည်းပိုလာပြီးတော့အရှင်ဝါဘိုင်းရပါကြီးမားလာပါတယ်။ Epson ထားပြီးမြင်းမြန်ပွဲရဲ့စုကြီးကလည်းတော်တော်လေးကိုမြင်မားပါတယ်။အကြောင်းရင်းကတော့နာမည်ကြီးမြင်းတွေ၊ trainer တွေ၊ပန်ရှင်တွေတကယ် grade တွေလာပြီးတော့လည်းကြီးကြတယ်၊လာပြီးတော့လည်းပြန်ရတဲ့မြင်းမြန်ပွဲဖြစ်နေတော့နိုင်ဝါတဲ့လူကတမိုင်းကြောင်ရဲ့တစိမ့်တစ်ပိုင်းဖြစ်သွားစေပါတယ်။အပ်ဆွန်ဒါဘီဟာတနိုင်ငံလုံးနဲ့ဆိုင်တဲ့ညရှင်နဲ့အဆင့်ပေါ့နော်မြင်းပြိုင်ပွဲလိုမျိုးဖြစ်သွားခဲ့ပါတယ် ဒီလိုနဲ့ပဲတဖြည်းဖြည်းချင်း Epson Derby Festival ဆိုပြီးတော့တော့ပွဲတော်တစ်ခုလိုမျိုးကျင်းပလာတာကိုတွေ့ရပါတယ်။မြင်းမြိုင်ပွဲတသက်မဟုတ်တော့ပဲဂီတပညာရှင်တွေဖြော်ပြရေးစီစဉ်တွေပါအများပြားရှိတဲ့ပွဲတော်ကြီးတစ်ခုလို့ပြောလို့ရပါတယ်။1850ခုနှစ်လောက်မှာအင်္ဂလန်စာရေးဆရာ Charles Dickens ဟာ Epson Down ကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။သူရဲ့ပြန်ပြောပြမှုရတော့ဂီတပညာရှင်တွေလူပြတ်တွေမြင်းလက်ဆရာတွေပွဲစိတ်မှာကစားရတဲ့ဂိမ်းမျိုးတွေနဲ့ပြည့်နေတဲ့နေရာလို့သူကဆိုပါတယ်။ အပ်ဆွန်ဒါဘီမိပြိုင်ပွဲကိုမေလစောပိုင်းနဲ့ဇွန်လအစပတ်ဝန်းကျင်ပေါ့နော်ကြာလာပတိနေ့မှာကျင်းပလိမ့်ရှိပါတယ်1839ခုနှစ်ကိုရောက်လာတဲ့အခါမှာတော့ယထာအချိန်စင်းတွေကြောင့်ဗိုလ်တော်ဦးနေကိုပြောင်းလဲကျင်းပခဲ့ပါတယ်ဒီလိုနဲ့ပဲ1994ခုနှစ်ကိုရောက်လာတဲ့အခါမှာတော့စနေနေ့ကိုပြောင်းလဲကျင်းပခဲ့ပါတယ်စနေနေ့ကိုပြောင်းလဲသွားတဲ့အကြောင်းရင်းကလည်းရှိပါတယ်20ရာစုအလဲကိုရောက်လာတဲ့အခါမှာဒါဘီပွဲကလူစိတ်ဝင်စားမှုရော့ကျလာပါတယ် ။ဒါကြောင့်လည်းဗိုလ်တော်ဦးနေ့ကနေစနေနေ့ကိုပြောင်းရွှေ့ခဲ့ပါတယ်။ပွဲကြီးစုသူပို့ပြီးတော့နားပြလာခြင်းနဲ့ရည်ရွယ်ချက်နဲ့ပဲဖြစ်ပါတယ်။ဒါပြီးမြင်းပွဲဟာနှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ပါတယ်။ပထမကဘာစစ်နဲ့ဒုတိယကဘာစစ်မှာတော့ Epson Down မှာကျင်းပတာမဟုတ်ဘဲနဲ့ New Market ဆိုတဲ့နေရာမှာကျင်းပခဲ့ပါတယ်။အဲ့ပြိုင်ပွဲကိုတော့ New Derby လို့လည်းခေါ်ကြပါတယ်။ Epson Down မြင်းပြိုင်ပွဲကိုကျွန်တော်တို့ Picky Blider Season 2မှာလည်းတွေ့နိုင်ပါတယ်။အခုခေတ်မှာတော့တောက်ကြစနေပေါ့နှစ်ရက်ကိုပွဲတော်လို့လုပ်ပြီးတော့ကျင်းပပေးနေပါဗျ တက်ရောက်ကြည့်ရှုသူပေါင်းတသိန်းကျော်သည်ရှိပါတယ် UK ရဲ့အကြီးအမားဆုံးအားကစားနဲ့ဆိုင်တဲ့ပွဲတွေတဲကတပွဲဖြစ်လာပါပြီဒီလိုနဲ့ပြန်ဆိုင်မှုပြင်းထန်တဲ့ဘောလုံးပွဲတွေရက်ဘီပွဲတွေစီကိုလည်းဒါဘီဆိုတဲ့အသုံးတော့ကကူးဆက်သွားပါတယ်သမီးရဲနေအတင်းချင်းချင်းအကျိတ်နယ်ရှိမြန်ကစားကြတဲ့ပွဲတွေကိုဒါဘီပွဲတွေလို့စပြီးတော့ခေါ်ဆိုလာခဲ့ပါတယ်။တက်တန်းရှည်ဆုံးဒါဘီပွဲကတော့ရှက်ဖီးမျိုးကအတင်းအတင်းကန်တဲ့ဒါဘီပွဲပဲဖြစ်ပါတယ်။1860ခုနှစ်ကရှက်ဖီးအတင်းနဲ့ဟဲလန်အတင်းတို့ကစားခဲ့တဲ့ ပွဲစဉ်ဒါဘီပွဲပဲဖြစ်ပါတယ်။စပိန်နိုင်ငံရဲ့ပထမဆုံးဒါဘီကတော့ဘာစီလိုနာမြို့မှာ ကစားခဲ့တဲ့ဘာစီလိုနာအသင်းနဲ့ RCD အစပန်ယောအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။အဲ့ပွဲစဉ်ကိုတော့1900ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာကစားခဲ့ကြတာဖြစ်ပါတယ်။ဒီတော့ဒါဘီဆိုတဲ့အတုံးတုံးကျွန်တော်တို့ဘောလုံးရဲ့ဝန်စီဘလို့ရောက်ရှိလာလဲဆိုတာကိုပြောပြသွားတာပဲဖြစ်ပါတယ်။ဒါဘီပွဲတွေဟာတခြားပွဲတွေနဲ့မတူဘဲနဲ့ပြန်ဆိုင်မှုပြင်းထန်လေးရှိကြပါတယ်။လက်ရှိရပ်တည်နေတဲ့အဆင့်အနေထားနဲ့လည်းမဆိုင်ပါဘူး။ဒါဟာဂုံတိခါပိုင်း မြို့မြန်ဖုံးပိုင်းတွေသွားပြီးတော့တက်ဆိုင်တဲ့ပွဲစဉ်တွေလည်းဖြစ်ကြပါတယ်။အဆုံးထိကြည့်ဆိုပေးရတဲ့ United ပြည်တပ်များအလုံးကျေးဇူးတင်ရှိပါတယ်။နောက်လာမယ့် Ultra Football Theory ရဲ့ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာပြန်လည်ပြီးတော့ဆုံးဖြတ်ချင်ပါသေးတယ်။ကျေးဇူးများကြီးတင်ပါတယ်။